ပဲခူးတိုင်းတောင်ငူမျိုးစစ်တောင်းမြည်ဟာဒီကနေ့စက်တင်ဘာ25ရက်မိုးလယ်ပိုင်းချိန်တိုက်ထွာချက်တွေအရစိုးရင်ရိမ်မက်ဖြစ်တဲ့600စင်တီမီတာမှာအတက်ကြမရှိပဲရပ်တန့်နေတယ်လို့မိုးစလတ်ထုတ်ပြန်ခြင်းနဲ့မြို့ကန်တွေထံမှသိရပါဗျ။စက်တင်ဘာ22ရက်ကစလို့မိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်တောင်ငူရဲ့အနေပိုင်းရပ်ကွက်တွေတဲကိုရေဝင်ရောက်ခဲ့ပြီးအထက်ပိုင်းဒေသမိုးရွာသွန်းတဲ့အခြေအနေကိုလက်ရှိမှာဆက်လက်စောင့်ကြည့်နေရတယ်လို့ကုညီကေစေးလှုပ်ဆောင်ပေးနေသူတူကပြောပါဗျ။အော်ကအနေပိုင်းလေးတော့ရေနည်းနည်းဝင်ရောက်တာတော့ရှိရလေမှာဟုတ် ပြန်ချင်းမလို့ပြောလို့မရသေးဘူးမှာဒီပြောပဲတော့အနေနဲ့ကြားတယ်ဆိုတော့ကျွန်တော်ဒီဘက်သေးကအစိုက်ကြီးကဒီကိုပြင်မှာပဲလीကျွန်တော်တို့ပေါင်းလောင်းပေါင်းလောင်းနဲ့ဝင်နေချောင်းကြမြောင်းကြတွေကပေါင်းလောင်းနဲ့ကိုကြီးမှာပဲလीတော့ကျွန်တော်ဒီမှာအနေနဲ့တော့စောင့်ကြည့်ရမှာပေါ့စောင့်ကြည့်လို့ဒီအနေပြပေါ့မှုဒီလိုကျွန်တော်ကယ်ဆယ်ရေးလုပ်ငန်းစဉ်လေးတွေပါရောလောက်ရမှာပေါ့တော့မှာနော်အော်ဒီနေ့ရှင်ရတော့မှာကျွန်တော်တို့အထက်မူအထက်မူကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့။စောင့်မှလည်းလက်ရှိအနေထားကျွန်တော်တို့ရာသီဥတ်ကတော့ လည်းနဲ့ပါရနေပေါ့နော်။အချက်ပိုင်းမှာမူကြီးတာနိုင်တာတို့ကတို့တောင်မိုဒီတာတွေကမူကြီးနိုင်တာတို့ကတို့ဆိုတော့အော်ဒီအမဆိုးရရဲ့နော်မှာလည်းပါတော့ကျွန်တော်တို့ယူကြီးကြီးဆောင်ပြလိမ့်မယ်လို့ကျွန်တော်ဖတ်မှန်းတာပေါ့နော်။ဟိုလည်းပါကယူကြီးတယ်ဆိုတာအခုစတဲ့တယ်ပေါ့နော်။အရင်တစ်ခေါက်ကလို့တော့ကျွန်တော်တို့ဝင်မပြီးသေးပေါ့။အရင်တစ်ခေါက်တော့ပြီးသေးတယ်လားယူကြီးလူတော်ကြီးမများဘူးပေါ့မှာ။စက်တင်ဘာ24ရက်နေ့ပိုင်းကတော့တောင်ငူမြို့စစ်တောင်းမြေကြီးဟာ ။စိုးရိမ်ရင်မက်600ကိုအနည်းငယ်ကျော်လွန်နေပြီးဒါဟာစိုးရိမ်ရင်မက်ကိုတစ်နှစ်အတွင်း6ချိန်မြောက်ရောက်လာတာဖြစ်တယ်လို့6ချိန်မြောက်အေးကြီးတာဖြစ်ပါတယ်။ဒီနေ့အထိစိုးရိမ်ရင်မက်မှာပဲရှိသေးတာကြောင့်မြေရိုးတစ်ချောင်းအနေပိုင်းဒေသတွေမှာမြေရေကြီးမှုတွေဖြစ်ပေါ်နေပြီးရေကြီးရေရှည်မှုတွေဖြစ်လာနိုင်တာကြောင့်သတိထားနေထိုင်ကြဖို့လေမိုးလေဝသခန့်မှန်းလေ့လာသူတွေနဲ့အကူအညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးနေသူတွေကသတိပေးပြောဆိုထားကြပါတယ်။အဲကျွန်တော်တို့တောင်မြို့နယ်ထဲမှာကျွန်တော်ပြတောင်ရွာရှိနေကျွန်တော်တဖမ်းမင်ရွာရှိနေ အဲလာပြီးတော့ကျွန်တော်တို့ဟိုရှစ်ပိုးတစ်ဆယ်ရက်ပဲရှိနေပေါ့အလဲကျုံးပေါ့နော်နောက်တော့ရွှေဦးရွာပေါ့อืมအဲ့ဒီနေရာတွေကတော့တောင်မြို့နယ်တွေကတော့အထက်ကြီးကြလာရင်တော့အဲ့နေရာတွေကရေစဝင်လာပေါ့မှာနော်ရေစကြီးရေပေါ့ဆောင်ကြည့်နေရတော့အရန်တော့ဟိုဒါသုံးရင်ရမယ်နေသားမျိုးတော့တိတ်မတွေ့ရလေပါဘူးပေါ့တိုင်ဖွန်းမုန်တိုင်းရာကစားကြောင့်စက်တင်ဘာ24ရက်ကနေစက်တင်ဘာ30ရက်နေ့အထိ ဘကိုးတိုင်းပါဝင်ပြည်နယ်နဲ့တိုင်းချို့မှာမိုးသည်ထန်စွာရွာသွန်းမယ်လို့မိုးစလကအထုတ်ပြန်ထားပါတယ်။လက်ရှိမှာတောက်ရီခန့်နဲ့ပတိချောင်းတွေလည်းတောင်ပေါ်မိုးမြရင်လျှက်တပြည့်ရေကြီးတာမျိုးကိုသတိပြုရမှာဖြစ်ပြီးလိတ်တူတန်တောင်တောင်ပေါ်ဒေသတွေမိုးသည်ထန်စွာ၃ချိန်လောက်ထိရွာနိုင်လို့လျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုမှုအန္တရာယ်တွေရှိနေတာကြောင့်ကြိုတင်ပြင်ဆင်ကြဖို့လေဒေသခံကုညီရေးသမားတွေကဆိုပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ22ရက်ညပိုင်းကလည်းမိုးများလို့တောင်ငူလိပ်သူလမ်းပိုင်းအလဲချောင်းကျွရအနီးမှာတောင်လျံတွေပြိုကျခဲ့တဲ့ဖြစ်စဉ်လေးဖြစ်ပွားခဲ့ပါသေးတယ်။